သိဘုရားရဲ့ဆုံးမမှာကံဆိုတာပါလေကိလေသာဆိုတာကပါလေကံကိလေသာကြောင့်ဖြစ်ပေါ်လာတဲ့အရာဘဝတန္တရာဆိုတာပါလေဒီချက်သုံးချက်ကိုရှင်းရှင်းနားလည်ဖို့ပရိသတ်သမုတ်ပတ်ကိုကြည့်ရမှာဖြစ်တယ်အဲ့တော့ပရိသတ်သမုတ်ပတ်ကိုမကြည့်ခင် ကံကြောင်းလေးကိုရှုံးစွာပြောအလုံးသိနေကြတဲ့ထင်မယ်လူတွေကကံကောင်းအောင်လုပ်ကြမယ်ကံဆိုးတယ်ကံကောင်းတယ်တချို့ကလည်းကံကောင်းတယ်ဆိုတာအလုတ်ကောင်းရင်ကံကောင်းတာပါပဲနဲ့ပြောတဲ့သူကလည်းရှိရသော်ဗျာဆိုလိုတဲ့ကံကဘာလဲကံအကြောင်းကိုဘယ်လောက်နားလည်ရမလဲဆိုတာစဉ်းစားဖို့လိုတယ်ကုသနာမှာကံနေဖြစ်နေလို့ဖြစ်မှမသိလို့ရှိရင် တန်တရာထဲမှာထိုကံဒီရဲ့အကျိုးတရားထုတ်လုပ်မှုတွေဟာဆက်လက်ပြီးတော့ရှိနေမှာဖြစ်တယ်။ကံဆိုတာဘာလို့ရမယ့်အရာလဲ။ကိလေသာဆိုတာကရောကုသနာမှာဘယ်လိုအခြေအနေနဲ့ဖြစ်နေတာလဲ။ကိလေသာဆိုတာလောကလူတွေကကိလေသာစိတ်မွေးတယ်လို့ဆိုတဲ့အခါမှာ ကာမဂုဏ်ကိစ္စတွေလောက်တဲ့အာယုံပြုတ်ပြီးတော့ခိလေသာလို့ပြောနေကြတယ်။တော့ကံနဲ့ခိလေသာအကြောင်းကိုကြကြနနနားလဲဖို့လုပ်တယ်ပေါ့။အဲ့ဒါလို့နားလဲလို့ရှိရင်တော့ဘဝတန်တရားတွေမှာကျင်လဲနေဖို့အတွက်ဒီကံနဲ့ခိလေသာပေါင်းဆက်ပြီးတော့လုပ်နေတာ။ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ် ကိလေသာနဲ့တွဲဖက်နေတဲ့ကံတွေဟာဘဝတန်တရာထဲမှာလဲစီမှားချီပဲဖြစ်တယ်ပေါ့နော်ဘဝတန်တရာလို့ဆိုတာကောင်းတာလုပ်လို့ဆိုတာလုပ်လို့ဥပမာပဲတစ်ခုပြောမယ်ဆိုလို့ရှင်ကုသကံမှုတွေလို့ရင်ကံကောင်းလိမ့်မယ်လို့လူတွေကထင်ကြတယ်ဟုတ်တယ်သူတို့ရည်မှန်းတဲ့ကံကဘယ်လိုဟာတော့ဘဝမှာအဆင်ပြေမယ်အတုတ်ကိုင်းနေကောင်းမယ်ငွေကြေးတနာတွေပြည့်စုံမယ် မတောင်းမတမကြောင်းမကြဆာမယ်ရာဟုကုန်သိစီစဉ်ဥစ္စာတွေတိုးတက်မယ်အဲ့ဒါကိုကန့်ကောင်းတယ်လို့ပြောတာနော်သို့သောမကောင်းတာဘာလဲလို့ဆိုလို့ရှိမကြခင်ဥသွားတာတို့မကြခင်နာရတာတို့ယောဂဖြစ်ရတာဒီကနေ့ခင်မကြည့်ဆေးုံဆေးကန်းကြီးတွေကြီးနေတယ်ယောသွားတယ်လို့မရှိဘူးနော်မစည်းရတဲ့နေရာဆိုတာတွေဟာအကုန်ဆေးကားနေတယ် လူတိုင်းလူတိုင်းဟာယောဂိနဲ့ဆိုတာအမှန်မှရှားနေအဲ့တော့ကံကောင်းတယ်ကံကောင်းတယ်နဲ့ကြိုးစားနေရင်ကနေပြီးကံဆိုးမိုးမောင်တွေ့နေကြတာဖြစ်တယ်ဘဝတန်တရားထဲမှာကံကောင်းအောင်လုပ်ဖို့အလုံးကိုခဲရင်နောက်ဆုံးပိတ်အဆုံးသတ်မှာတော့အကောင်းတွေ့ဖို့ရအမှန်မှခဲရင်လေလူတိုင်းလူတိုင်းဟာတေဆုံးခြင်းမှာဆုံးသတ်ကြရတယ်ခင်မင်ကြတဲ့ဆွေတွေမျိုးတွေမိသားစုတွေကမျက်ရည်မျက်ခွက်နဲ့ ောကနဲ့ပဲနေကြရတာဖြစ်တယ်။အဲတော့ကံကောင်းပါတယ်ဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်ရောအဲ့ဒီလိုဟာမျိုးတွေ့ရလားဆိုတွေ့ရတယ်။ຢာရုကြီးတဲ့ပုဂ္ဂိုလ်ရောအဲ့ဒါမျိုးတွေ့လားတွေ့တာပဲ။စီစဉ်ဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့တယ်။အဲ့တော့တန်လျာထဲမှာကံကောင်းတယ်ဆိုတာဘာပြောတာလဲ။နော်။ကောင်းတဲ့အပိုင်းလေးကိုကြည့်ပြီးတော့ကံကောင်းလို့ကြတယ်။အလုံးကောင်းရင်ကံကောင်းတယ်လို့လူတွေကပြောနေကြတယ်။အေး ကိလေသာတွေနဲ့တွဲဖက်နေတဲ့ကံတွေဟာအကောင်းတတ်တတ်မရှိဘူးအဆိုးဘက်ကိုတွန်းပို့နေတာတွေဒါများတယ်ပေါ့ကံနဲ့ကိလေသာနှစ်ခုပေါင်းဆက်ပြီးတော့ဘဝတန်တရားခရီးကြီးကိုရှောက်လန်းစေတာပဲဖြစ်တယ်ကောင်းပြီကံဆိုတာဟာအလုံးကြောက်ရတဲ့အတိုင်းကံဆိုတာကို ကြဘူးနာဝရှိတဲ့ပုဂ္ဂိုလ်တွေကံဆိုတာဘာလဲလို့မေးလို့ရှင်စေရနာဟံဘိခွေကမ္မဝရာမိယသဗျာကစိတ်ထဲမှာတွန်းအားပေးတဲ့သဘောလေးတွန်းအားပေးတဲ့သဘောကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တွန်းအားပေးပိုလရှင်လို့အင်္ဂလိပ်လိုပြန်နေထို့တဲ့ကောင်းတဲ့ဟာစတီမူလေးရှင်းတို့မိုတီဗေးရှင်းတို့ တွန်းအားတစ်ခုလို့ဆိုလို့ကောင်းတာဖြစ်ဖြစ်လှုပ်ဖြစ်သွားအောင်မကောင်းတာလည်းလှုပ်ဖြစ်သွားအောင်တွန်းအားပေးတဲ့စွမ်းအားတစ်ခုပဲအလုံးကိုစုစည်းတယ်စေတနာဆိုတာ organization ပဲ